nadia lesson kan kume nete de kugo sa den si chome လေးဖိုးတာဒီမှာထိုင်မလုပ်နိုင်လဲမောင်လေးရယ်မနဲ့ထရလေးမိုင်းစိန်ငမောင်လေးကိုလက်ရှာနေတာနှမ်းနေတာပဲမောင်လေးရယ်မိုင်းစိန်မင်းနေတယ်လေဘာလို့ဒီမှာတယောက်နဲ့ထိုင်နေတာလဲလို့ဖြေလေးဟဲ့ဟောတော့မောင်လေးရယ်ဘာလို့ငိုနေတာလဲမောင်လေးရယ်ငမောင်လေးကိုဘယ်လိုလုပ်တာလဲဘယ်သူရိုက်တာလဲပြောစမ်းဘယ်သူရိုက်တာလဲလို့ ဩတိ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 ငမောင်လေးဟိုဗိုက်စာနေတော့ငိုရလားဟမ်ငမောင်လေးဘာဖြစ်လို့ငိုရလဲလို့ငိုစေဟမ်ငါကောင်းတရားလေးအရင်ကိုင်နေရဘူးလေဘူးရကကောင်းကိုက်တာလေတခါခါကျရင်အရင်ကိုက်ပြီးတော့ဒီနေရာကြီးတို့တူနဲ့တူတို့လိုပဲနာနေရ။ဟိုဆိုရတယ်။ကောင်းဘက်ကိုကြည့်တယ်လို့ရေလဲ။ ဘယ်လိုနေတတဲ့ဘယ်လိုမြောက်ပူတာကြီးရဲ့နေရာရောဝါတဲ့ဒီဘက်ကိုကြည့်လို့ဝါတဲ့ကောင်းကင်လို့ရှိအိမ်ဘယ်အကျင်နေရာခုံးတော့မရဘူးမိုးကြီးဘူတာလေးကတေးရောမလာရင်ဘူတာလေးမတေးချင်သေးဘူးဘူတာလေးကတေးရဲ့ကြောက်တယ်မိုးကြီးဘူတာလေးမတေးချင်သေးဘူးဖဖဖဖရဲပါစီပြပါစီဘာလို့ရှောက်ပြုံးနေတာလဲမောင်လေးအဲ့လိုမျိုးစကားတွေမပြောကောင်းဘူးနော် ဘယ်ရလဲဖူတာလေးကဒီရေကန်ကြီးကိုတိတ်တဘောကြာပြီးဖူတာလေးစော့နေကြနေရတယ်ဖူတာလေးရဲ့တငယ်ချင်းတွေကိုလေဖူတာလေးကမထားခဲ့ခြင်းဘူးပို့ဆိုတာမနီလိုက်တော့နီနီခံတော့နီနီအေးတော့လည်းဖူတာလေးကိုအမြဲတမ်းရိုက်နေတာမိတ်ဆက်ရတယ်ဖူတာလေးဘေးမှာအမြဲမရှိဘူးလေအဲ့တော့ဖူတာကိုအေးကိုမထားချင်ဘူးဒီလိုလို့အောင်လေမိုင်းစင်နဲ့ဖူတာလေးနဲ့ ်ဒီအိမ်မှာပဲအခုဘုရားနေလို့နေတဲ့အိမ်မှာနေခဲ့အောင်လေနော်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 လို့အော်လက်ဆက်တတော်ငတ်မောင်လေးကနေရွေးနေတာဟုတ်မောင်လေးရေအခုလေဟိုမာကြီးစိန်တို့က ဟိုတိုက်ကြီးကိုပြောင်းမယ်ဆိုတာလေမိုက်စိန်လို့လေပတ်စံနေအများကြီးရှိမှာမောင်လေးရဲ့အဲ့အချိန်ကြားလို့ရှိရင်ငမောင်လေးအခုခေါင်းကိုက်နေတဲ့ဝေဒနာကလေအာယုံကြောကဖြစ်နေတဲ့ယောဂါဟောမိုက်စိန်လို့လေပတ်စံချမ်းလာလို့ရှိရင်ငမောင်လေးရဲ့ဒီယောဂါကို အထူးကိုစေခိုင်းမှာပြလို့ရတာဗောမောင်လေးရဲ့နော်ဟွန်းနောက်ပြီးတော့လေမိုင်းစင်မှာပတ်စံမရှိတော့မောင်လေးဒီလိုဝဆားတွေဒီလိုဘောင်းမီတွေဆင်ရတာ ဟိုတိုက်ကြီးကိုရောက်သွားလို့ရှိရင်လေမိုင်းစင်တို့ပတ်စံချမ်းသာသွားလို့ရှိရင်ငမောင်လေးကိုလေအဝတ်စားတတ်တာနာနာနဲ့ဟိုလေဟိုစမက်ကြကြလေးနဲ့လေမင်းသားလေးတယောက်လို့မိုင်းကြီးကလေစင်ပေးမှာစမက်ကြကြလေးနဲ့ဟိုရုပ်ရှင်ထဲကမင်းသားတွေလို့လေမောင်လေးသိတယ်မလားစမက်ကြကြစင်ပေးမှာပေါ့မောင်လေးရေနော်မင်းသားရောငါသိပါတယ်ဟိုစမက်ကြကြတော့ဘာပြောရလဲ မတ်တက်ကြတော့ပြောရလားမဟုတ်စိမတ်တက်ကြကြမောက်ခုံကြကြငါကြမှာကြောက်တယ်အဲ့လိုကြငါကောင်းအပြင်းနာမှာပေါ့မိုင်စင်ငါအဲ့လိုကြောက်တယ်လုံးချင်းဟုတ်တော့အဲ့ဒါကိုပြောတာမဟုတ်ဘူးမောင်လေးရဲ့ဟိုရုပ်ရှင်ထဲမှာမင်းသားတွေလေးစမက်ကြကြလေးလှလှပပလေးဝတ်စားနာတာကိုပြောတာအဲ့လိုချော်လဲတာကိုပြောတာမဟုတ်ဘူးဖော်ရီရှုပ်ပြောနေရလေလို့ပြီးတော့လေညစငါမောင်လေးကလေမြခုံးမွေးလေးကလေကောင်းအသားလေးကလေဖြူရုပ်ကလေးကလေချော့ ဟောအဲ့လိုစမတ်ကြကြတာဝလာလို့ရှင်ငါမောင်လေးကလေမင်းသားလေးတယောက်လို့တထီးတယောက်လို့ဖြစ်သွားမှာမောင်လေးရဲ့မဲ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 ယုတ်ကြီးယုတ်ကြီးอ่ะအဲပြီးရင်လေဟိုရောက်လို့ရှင်ငါမောင်လေးစားကျင်တာမရက်လေအကုန်လုံးဝယ်ကျွေးမှာအဲ့လိုဖူတာလေးကြိုက်တဲ့စီပီကျော်တော်တို့ဟိုကျင်းအစင်တာအဲ့ကျော်တော်တို့ခောက်ဆွဲကျော်တို့ဖူတာလေးနိုင်စားမှာပေါ့နော်စားမှာပေါ့ ခုတားလေးရလေဒီမှာဆိုရင်ခါခါစားကျင်တာတွေကိုမိုင်းစိမ်ဝယ်မကျွင်းရွေးရည်မျိုးချနေရတာအဲ့ဟာမျိုးချဆံမလို့တော့ဘူးပေါ့နော်မလို့တော့ဘူးအဲ့ကြရင်ငတ်မောင်လေးစားကျင်တာအကုန်လုံးမာရလေဝယ်ကျွင်းမမိုင်းစိမ်နေပြောရတယ်ပဲငါတော့အဲ့တွားကျင်တာကြီးအဲ့ဆိုမိုင်းစိမ်ငါလို့တော့လိုက်လို့နော်ငါလက်နဲ့ဖက်ပြီးဘာလို့မာလဲငါတရုတ်ကားကြီးကြည့်ဘူးရဲ့ တူကားရတယ်မလေအဲ့လိုအတွေ့အသုံးလို့အဲ့လိုအင်းဆိုလို့လိုက်လို့ရှင်လေဟိုစိတ်ညစ်စရာထွက်သွားတယ်တဲ့ငါတို့စင်းရတာလေငါတို့မစားမတော့တာလေစိတ်ညစ်တာလေဒီမှာငါတို့ကန်လေးကိုပြေးချလိုက်မယ်လေအေးကောက်တာဘောမောင်လေးရဲ့အေးလာလာလာ နာမည်ဒေါ်ကျွေးပါကျမကမျိုးရိုးစင်ဆက်ဒီအိမ်ကြီးကိုထင်းထင်းဆောက်ရှောက်လာတဲ့အိမ်တော်တိုင်းမှာအခုတော့တေတန်းစာရတခင်လေးဖိုးတာကိုလူတွေသေးမရှိ ပြုစုဆောက်ရှောက်ပြီးဒီအိမ်တော်ကြီးကိုမပြက်စင်းမယိုရင်းအောင်ဆောက်ရှောက်ရမယ်လို့တေတန်းစာမှာပါရှိထားပါတယ်တော်ကြွေးဆိုတာရှင်ကိုကျမကတော့ ဟောဒီမောင်လေးဖိုးတာရဲ့အမအကြီးဆုံးနင်းနီးလိုက်ပါဟဲ့နင်တို့နာမည်တွေလည်းပြော့ပြလိုက်အောင်လေကျမနာမည်နင်းနီးရေးပါကျမနင်းနီးခိုင်ပါကျမနာမည်တင်ပါစေပါရှင်ဟွန်းကျမတို့မိသားစုဒီအင်းကိုယောက်လာတာတော်ကြွရကြိုးစိုးပေးပါနော်ကျမတို့မိသားစုတွေအတွက်စိတ်အနှောက်အယှက်မဖြစ်စေရပါဘူးရှင်ရပါတယ် တခြားသူတွေနာမည်ကိုအရေးကြီးမိတ်ဆက်ပေးစရာမလိုပါဘူး။ကျမပြုစုစောင့်ရှောက်အောင်မှာဖို့တာလေးဖြစ်တဲ့အတွက်ဖို့တာလေးတရားဥပဒေကျမသိရင်ရမယ်နော်။အော်ရှင်ဘလို့စကားမျိုးကိုပြောလိုက်တာလဲ။မောင်လေးဖို့တာကိုပဲဂယူးဆိုင်မယ်ဆိုတော့ကျမတို့တွေကိုမကြည့်ဘူးတဲ့သဘောလား။ဟမ်။ကျမကစကားကိုရှင်းရှင်းပဲပြောတတ်တယ်။တေတန်းစာရဒီအိမ်ကြီးကို အမွေစားအမွေခံရမယ်ဖိုးတာလေးကိုပဲကျမပြုစုဆောက်ရှောက်အောင်ပါလေကျမဖိုးတာလေးတယောက်သိရင်ပဲရပြီပေါ့ဖိုးတာလေးဖိုးတာလေးဘာဖြစ်ချင်းလဲဘာလုပ်ချင်းလဲဒေါ်ကျို့ပြောနော်ဖိုးတာလေးလက်ညှိုးညွှန်ရရေဖြစ်အောင်ဒေါ်ညအားလုံးစီစဉ်ပေးမယ်ကြားလားနော်ကဲအော်ဖိုးတာလေးအတွက်လေဒေါ်ကျွေးမနဲ့တရနွမ်းနွမ်းကြီးကြိုထားတယ်ရေခဲတက်တာတော့တင်းထားတယ်ဖိုးတာလေးအတွက်ဒေါ်ကျွေးသွားလိုက်မယ်နော်ခင်ဗျခနာဆောက်နော်ခင်ဗျ လေတော်ချက်တူရွေးကတော်တော်မေဘောကကဲကဲဆိုတာဒင်းလိုဟာမျိုးပေါ့မိုင်းစိအဲ့မိမရဘာထားလဲဟာသူ့ကိုသူများလေခြေမိုးပြောကလေးဆိုးနေရတယ်ဟုတ်လားငါတို့ကကြတော့ဂယူးမဆိုင်တဲ့ပုံစံနဲ့သူ့ကိုသူဘာထင်နေလဲမသိဘူးနော်ငါလေသူ့ကိုမြင်ရတွေ့ရတာဟဲ့အကုသူတွေညားလိုက်တာဟုတ်ပါတော့နေခိုင်ပါ နင်ကလေရောက်ရောက်ချင်းတူတူပြောစမ်းမရောက်ရောက်ချင်းလေပြဿနာတက်လို့မကောင်းဘူးဟဲ့ငါတို့အခုမှရောက်ကစားပဲရှိသေးတယ်တိတိနေတင်မစိန်ပြောတာလည်းဟုတ်တယ်ဟဲ့တူတူပြောကြစကားများမနေနဲ့မလေးခဏနေရှင့်နေရလာအောင်မအားတဲ့ လို့ဒီအဲ့ TV ကမဲမဲကြီးဖြစ်နေလားဟိုမှာတော့ကျွန်တော် TV ကလင်းပါတယ်ဘာလို့ TV ကမဲနေတာလဲမသိဘူးမိုက်ဆက် TV ကမဲနေရဲ့မိုက်ဆက် TV လေးရအောင်လို့ပေးဘာလို့မဲနေရလဲလို့ဟဲ့ဒါတော့မဲညာနေတူရဲ့ဒါရွေးလာနေပြောင်းလို့လည်းမရဘူးလား လို့ပြက်လို့ရှင်လဲဆိုးမနေမုံနေရလဲငါကြိုက်တဲ့မုံတွေတခုမှမရှိဘူးစားနေကြက်ကြုံပဲပါကြောလဲဝယ်မထားဘူးစက်မရှိတော့လည်းမရှိလို့တဲ့ပတ်စံရှိတယ်ငါဒီမုံတွေကြီးကျွေးနေတာ 去哪儿？ လေးကတော့လေ TV ဖွင့်ပြီးအဲ့နေပြန်ပြီ TV ကတာမိုးနေတာမဟုတ်ဘူးပြတ်သွားရင်ဒုက္ခလောက်ပြန်မိချင်းဟုတ်တာဟုတ်တာဟုတ်တာမောင်လေးဟုတ်တာလို့နော်ဘုရားအဲ့နေတာဘလို့လာလို့ကလည်းဘုရားလေအဲ့နေတာဘလို့နိုးရလဲလို့ဘုရားလေအဲ့နေတာနိုးတာမဟုတ်ပါဘူးဟိုလေဘုရားလေးကလေဒီမုတ်ပြစားလို့အိပ်ပျော်သွားလို့လေမောင်လေးကဒီမုတ်တွေကိုကြိုက်မှမကြိုက်တာဟာဟုတ်တယ်မလား ဟုတ်တယ်ဖူတာလေးကအမောက်နေမကြိုက်ဘူးဖူတာလေးဘာမောက်နေကြိုက်တယ်ဆိုတာမဏိခန်တိလို့လားမဏိရေးတိတယ်တိရယ်တိတာပေါ့ပြည့်ပြပါအောင်ဖူတာလေးကြိုက်တာငချောက်ဖုတ်ငချောက်ဖုတ်အလွဲပြောနေပြီအဲ့ငချောက်ဖုတ်ကလေဖူတာလေးကစင်းရဲတုန်းကပတ်ဆက်မရှိလို့ကြိုက်တာဟိုဖူတာလေးကတထိဖြစ်သွားပြီငချောက်ဖုတ်မစားတော့ဘူးငချောက်ဖုတ်မကြိုက်ဘူးအေးပြီးရောတိတာဖူတာလေးဘာကြိုက်လဲဆိုတာမဏိခန်တိတိရယ်တိတာပြည့်ပြပါဖူတာလေးကလေ ဟို KFC ကြက်ကြော်လဲကြိုက်တယ်လေဟုတ်တယ်ပါလားအေးဟုတ်ပြီမင်းကငါ့နည်းနည်းတော့ချစ်တာပဲဟာဟုတ်ချစ်ငါဟုတ်တယ်အဲ့ဒီတော့ချားခြင်းလေဒါမဲ့လေပုထလေးကခုအဲ့ဒါတည်းလေဟိုဘဇွန်တို့မိဖုတ်ကြီးချားခြင်းလားဟိုဘဇွန်တို့အကြီးကြီးကိုလေမိဖုတ်ပေးရလေအဲ့ဒါပုထလေးကိုကြည့်ပါလားအော်ဟိုလေဝဲကြွေးချင်တာပေါ့ဒါမဲ့မနေ့ကမှပတ်စံမှမရှိတာအဲဒါကြောင့်ဘုရားလေးကမနေ့ကပတ်စံပြလိုက်လေမနေ့ကလှုပ်ကြွေးမယ်ဟုတ်လားပတ်စံပြရမယ်ဟုတ်ဘုရားလေးကပတ်စံမှမရှိတာ ဟောဘုရားလေးကလည်းဟိုဘုရားလေးမှာပတ်ဆက်မရှိဘူးဆိုပေမဲ့ဘုရားလေးရဲ့ပတ်ဆက်နေအားလုံးကိုမာကြီးတင်စင်ရတင်းထားတာမှာအားအားကြောင့်မလို့မာကြီးတင်စင်ပတ်ဆက်ဗန်နာမှာထားလဲဆိုဘုရားလေးသိရလေအားအားကြောင့်မလို့အဲ့ပဇွန်တုတ်မီးပုတ်ကိုလှုပ်ကျွေးဖို့အတွက်အဲ့ပတ်ဆက်လေးကိုဘုရားလေးကယူပေး9000တအုပ်ပဲယူပေးဟုတ်လားမိုင်းနီကိုလည်းတအုပ်ယူပေးနော်အေးယူပေးမလားအဲ့ဒါမှလည်းကြည့်လို့ရပါလိမ့်နော် မဟုတ်တော့ဘူးနင်တို့ဖုတာလေးကိုပတ်စံခိုးခိုင်းနေရပဲဖုတာလေးကပတ်စံမခိုးဘူးအင်းရလည်းမခိုးခုလည်းမခိုးအင်းယူဝင်းအော်ဘာလို့လဲမဟုတ်ပါဘူးသူတော့ယူလိုက်ပါနော်ဂျူဘူးဂျူဘူးအခိုးခဲနာမမရှိတော့တင်မြောင်းပါတော့အော်ဘာဘာပြောပါနဲ့ငါလဲ ကျွန်မဝိုင်းမြဆိုင်ရဲ့တည်တန်းစာကိုကြိုးဆောင်ပေးနေတယ်။ရှေ့နေမြတ်တိုင်နေပါ။ကျွန်မအခုနိုင်ငံခြားမှာနောက်ထပ်ပွဲတစ်ပွဲသွားယူဖို့ရှိတယ်။အဲ့ပွဲကိုသွားမြို့ခင်ဒီကိစ္စကိုပြည်သက်ဆောင်ရပေးချင်တာ။ဒါမဲ့မမအထားတဲ့အချိန်ကာလမပြည့်သေးတော့ကျွန်မဟိုကပြန်လာမှပဲလုပ်ပြီးလို့ရမယ်ထင်နေကြတာ။ကံကောင်းချင်တော့ဗမာအထားတဲ့အချိန်ကာလပြည့်နေပြီဆိုတော့ကျွန်မမြင်ရတဲ့အခြေအပြန်ကြည့်မိတယ်။တော်သေးတာပေါ့ရှေ့နေရဲ့ခလေးရလဲလေ ခုချိန်မှာနေမကောင်းဖြစ်နေတာစေးယုံစေးကန်းခရီဆိုတာလေနည်းနည်းနုံနုံမှမဟုတ်ပဲတအားယူကုန်ကြတာသူ့ကိုဒီတိုင်းထားလိုက်ပြန်ရင်လေတနေ့ရွှေတနေ့ငွေနဲ့သူကကြာလို့ရှိရင်တွတ်တွတ်ခါအောင်ယူသွားနိုင်တယ်လေရှင်နေရဲ့အခုလိုလေးအဆင်ပြေသွားတော့ကျမတို့တွေအားလုံးဝင်းတာရတာပေါ့ရှင်နေရဲ့ပြားမရတယ်လို့ပဲပြောရမှာပေါ့ရှင်ဟုတ်ကဲ့ကျမမူလတိထားတာကနောက်နေ့ဇန်နဝါရီမှာသူ့ရဲ့အမွေကိစ္စတက်တန်းပြည့်မှာ ဒါမဲ့ကျမစာရဲစာရဲတွေကိုတေချာပြန်ကြည့်တဲ့အခါအခုဒီလ9ရက်နေ့မှာအမွေတွေလွှတ်ပြောင်းယူမယ်ဆိုလွှတ်ပြောင်းယူခွင့်ရှိတာကိုထည့်ရေးထားတာကျမတေချာပြန်ဖတ်ပေးတာဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်ကျမတေချာလေးလုတ်ခက်ပေးတာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါကျမအထူးတလည်ရှင်းပြနေတာအကျိုးဆောင်ကပို့လို့ကျွန်တော်ရှင်းပြနေတာမဟုတ်ဘူးနော်ကျမဒီကိစ္စပေါ်မှာလွတ်လွတ်စပယ်မထားဘူးတေချာစင်နာထားကောင်းဆုံးစူးစမ်းပေးတယ်ဆိုတာသိစေချင်လို့ရှင်းပြနေတာပါဟုတ်ကဲ့ပါရှင်နေဟိုရှင်နေယူမသိလို့မေးပြရစေ အမွေတွေကလေဘလောက်တောင်ရမှာလေနောက်ပြီးတော့တကြိမ်တစ်ခါတည်းနဲ့တလုံးတစ်ခဲတည်းတစ်ခါတည်းရမှာလားရှင်နီဒီကမှကိုဝတ်တာနဲ့ဘလို့တော်ပါတယ်ရှင်ကျမဖိုးတာလေးအမအကြီးဆုံးနိနေလိုက်မှာဖိုးတာဆိုတာဒီကလေးလေဒီကလေးလေးပြာကိုစင်လေးပေါ်ရှင်နေရဲ့ဝိုင်းပြာကိုစင်ပြာကိုစင်မပြောပါနဲ့လို့မမကြီးပြောတာတယ် ။ဒါစင်းရှင်မလို့မပြောနိုင်လေမကြိုက်ဘူး။ရှားပါရဲ့။တို့ပြောချင်းတို့ပြောကြပါစေရှင်။ခါခါကြရင်လောကကြီးမှာလူကောင်းနေတဲ့ခုလိုမျိုးညံ့မြချို့တက်နေတဲ့လူချို့ကပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုတာ။မသိတဲ့လူတွေကမသိကြဘူးလေ။အော်ဒါနဲ့ဒီမှာတစ်ခုပြောရအောင်မယ်။ဝိုင်းညာဆိုင်ရာအင်မတန်တွဲခေါ်ကောင်းပြီးတော့အရာအလုံးကိုစနစ်ကျစီမံခဲ့တာပါ။တေတန်းစာအရာဆိုရင်တော့ မွေတွေအလုံးတထိုင်နဲ့လွှဲပန်းပြရမှာမဟုတ်ပါဘူးမွေတွေကသုံးပုံတစ်ပုံပဲအရင်လွှဲပေးမှာတရားရုံးလည်းဘုရားလက်ရညမနဲ့တရားဝင်လွှဲပေးပြီးသားဘုရားတသက်တရားရုံးရောက်စားပိုင်ခွင့်မရှိပါဘူးဘုရားတည်ဆုံးသွားပြီဆိုရင်လည်းတရားရုံးရောက်စားပိုင်ခွင့်မရှိပါဘူးဘုရားရဲ့မျိုးဆက်တဲ့တအားကြားလေးကြံခဲ့ရင်တော့အဲ့ဒီရောက်ကမွေတွေကိုစက္ကန့်ပိုင်ခွင့်ရှိမယ် အဲ့ဒီမျိုးကိုကြရင်တော့ဒီအိမ်ကိုရောင်းစားမယ်ဆိုရောင်းစားပိုင်ခွင့်ရှိပါတယ်နောက်တစ်ခုကဘဏ်ထဲမှာရှိတဲ့များပြားလာတဲ့ငွေတွေတည်းကသုံးဖို့တုံးဖို့အရင်ထုတ်ပေးကြရမှာအငွေတွေကိုလည်းဖုတာရဲ့လက်ထဲပဲထည့်ခဲ့ပေးရမှာဖုတာကအခုလိုညံ့နေပြီဖြစ်နေတော့ကျမအနေနဲ့ဖုတာတရားဒီငွေတွေအကုန်လုံးထင်းသိမ်းနိုင်ပါမလားကျမတွေးနေမိတာဖုတာလေးရဲ့လေအမအကြီးဆုံးနီနီလိုက်လေကျမထိမ့်သိမ့်ပေးနိုင်ပါတယ် ဟိုကျမကိုမယုံဘူးဆိုရင်တော့အေးဖိုးတာလေးကိုအချစ်ဆုံးအမတင်မာစိန်ရှိပါတယ်။သူ့ကိုလွှဲပြောင်းပေးလို့ရပါတယ်။သူကဖိုးတာလေးကိုဟူးငယ်ငယ်လေးတွေကချီးကလူတိတ်ကလူပြုစုစောင့်ရှောက်လာခဲ့တာလေ။သူ့ကိုယုံကြည်ရပါတယ်ရှင်နေရဲ့။ဟွန်းမမကြီးကလည်းဟိုမိုင်းတင်မာစိန်တယောက်တည်းကိုတော့ဟိုအဲ့လိုလွှဲပြောင်းပေးလို့ဘယ်ရမလဲ။အကောင်လုံးကိုနည်း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 ကြီးလွှဲပြောင်းပေးတာလည်းရတာပဲဟုတ်မဟုတ်ဘူးလား။ဟုတ် အဲ့ဆိုလဲရှိနေရဲ့ကျမဒီရဲ့အိမ်တော်တိုင်းမှာအဲ့ဒီအမှုပစ္စည်းတွေကိုကျမထိန်းသိမ်းထားပြီးသူတို့အားလုံးကိုစီမံခန့်ခွဲပေးရင်ရောဟိုအဆင်မပြေဘူးလားရှင်။အိုးအဲ့လိုလုပ်လို့ပဲဖြစ်မလဲ။အဲ့လိုဒီဇိုင်းကိုစီမံခန့်ခွဲခွင့်ပေးမယ့်အစားတင်မဆိုင်ုံမဲ့စီမံခန့်ခွဲခွင့်ပေးမှာပေါ့။ကိုသွေးသားပဲဟာ။ဒီအမရအားလုံးပြောတာကျမလက်ခံပါတယ်။ဒါမဲ့ကျမစိုးရိမ်တာတခုကဒီရလူကိုကြီးကဖုတာနဲ့ဘလို့ပတ်သက်တာလဲ။ဖုတာရဲ့မိသားစုဝင်နေဆိုတော့မောင်နှမတွေဖြစ်ပြီးတော့ ကုံတူနေကြမယ်နဲ့တူတယ်။ဒင်းရအကြီးဆိုတော့ကုံတူနေလို့ရပါတယ်။စားဝတ်နေရအတွက်လည်းဖို့တာရဲ့အမွေတွေကနောက်ဆက်သက်စားမကုန်ပါဘူး။ဒါမဲ့အတုံးနဲ့ဖြုံးနေတော့ကွာတာပေါ့နော်။အတုံးမဟုတ်ပဲအဖြုံးနေပဲလုံနေမယ်ဆိုရင်တော့ဖို့တာရဲ့အမွေတွေကကုန်သွားမှာ။အဲ့တော့ဝါမြဆိုင်ရေးထားတာဝါမြဆိုင်ရင်တတ်မှတ်ထားတဲ့အချိန်ဘလောက်ကုန်သွားလဲတတ်မှတ်ထားတဲ့ရာဂိုင်းတို့ပမာဏရှိတယ်။ ဲ့ထက်ပို့ပြီးတော့ငွေတွေပို့သုံးရင်တော့နောက်တစ်ခါအခုလိုမျိုးအမွေတွေကိုတလုံးတစ်ခဲတည်းရတော့မှာမဟုတ်ပါဘူးပို့တာတော့တနေ့တစ်ခါတတ်မှတ်ထားတဲ့အသုံးစိတ်တာရတော့မှာကျမပြောတာနားလဲပါတယ်နော်ဟိုရှင့်နေပြောတာကျမနားသိမ့်မရှင်းဘူးရှင်ဟိုဖဖွားကတတ်မှတ်ထားတဲ့အချိန်အတွင်းမှာပတ်စံနေကုန်သွားတယ်ဆိုရင်နောက်ထပ်ရမယ့်အမွေတွေကတလုံးတစ်ခဲနဲ့မရတော့ဘူးပေါ့နော်ဟုတ်ပါတယ်ရှင် အမလေးဖိုးတာလည်းလေအမွေရတာနဲ့ဟိုမတူတော့ဘူးမတရာရေစာတွေစားနေရသလိုပဲစီမင်းစီကတ်နေရလဲညားလိုက်တာဒါနဲ့ရှင့်နေရဲမေးပြရစီအောင်ဟိုဘဘကြီးညာဆန်းကြီးကလေဘာကိစ္စနဲ့တည်တန်းစာရေးခဲ့ရလဲဝိုင်းညာဆန်းကြီးကခရိယံဘာသာဝင်တယောက်လေအဲ့တော့ तू ကတည်တန်းစာကိုတေချာရေးသားခဲ့တာပါအဲ့ဒီတည်တန်းစာအတိုင်းကျမတို့ကလည်းတေချာလေးလိုက်နာဆောင်ရွက်ပေးရတာပါ ေတန်းစာတေတန်းစာ ਨੇ ရှင်းနေဆိုတာတွေရလေလေလှဲ့ပတ်ပြီးတော့လှုပ်ရှားနေကြတာများပါတယ်စကားကိုဘယ်မှတောင်မပြောပါနဲ့ကျမတို့ကစားရစားရတဲ့အတိအကျအလုပ်လုပ်ရတဲ့သူတွေပါ စကားကိုခုလိုမျိုးရှစ်ဆက်ပြီးတော့စစ်လို့ဝါလို့ဆက်ပြောနေမှာဆိုရင်အသေးဖြတ်မှုနဲ့တရားစွဲဆိုအရေးယူလို့ရနိုင်လဲဆိုတာရှင်သိရလားရှင်းနေရင် ကျမရဲ့အမတွေစကားပြောမှဆိုမှရှိလို့ရှင်စိတ်မဆိုးပါနဲ့ခွန့်လို့ပါရှင်ဟိုဖွားဖွားကြီးနဲ့ရှင်းနေတော့တည်တည်ချာချာစီစဉ်နေချာချာစီစဉ်ခဲ့တာတွေကိုကျမတို့အတတ်နိုင်ဆုံးလိုက်နာပါမယ်နော်ဖွားဖွားကြီးမြဆိုင်ကြီးကငယ်ချမ်းသာမဟုတ်ပဲသူကိုယ်တိုင်ခက်ခက်ခဲခဲချမ်းသာအောင်လုပ်လာတာဆိုတော့ငွေတန်ဖိုးကိုနားလဲရလေအဲ့ဒါကြောင့်မလို့လေဒီအမွေပစ္စည်းတွေကို သူစနစ်တကျစီမံခန့်ခွဲရနေတာပေါ့အဲ့တော့ဖဖွားရဲ့ဆန္ဒအတိုင်းအားလုံးလိုက်နာမှာပဲလေရှင်နေရဲ့ ော်ရောက်ပါတယ်ခြုံပေါ်မရောက်ခင်လေချီနင်းမိတယ်လို့ဖြစ်နေတယ်ငါးလေအမွေပတ်ဆံတွေကိုတလုံးနဲ့တခဲတဲ့တခါတဲ့အများကြီးရကျင်တာအခုတော့အေးလှေစင်းရေငတ်တယ်လို့ဖြစ်နေတာလေငါတော့မစင်ငါတော့မစင်မမရရောဘာထုလဲဟမ်မမရလည်းတမျိုးပဲလေမမရဒီအရင်အကြီးဆုံးမဟုတ်ဘူးလားအကြီးဆုံးဆိုတော့အရာရာအလုံးစီမံခန့်ခွဲရမှာအခုတော့မမရမလုပ်ဘဲနဲ့အားနေမအီးတင်မစင်ဘက်ကိုပဲလွှဲထနေရလေ ဟဲမာကြီးဆရာငကိုရေအဖြစ်တရာရှိလို့ရှိရင်ဖို့တာ90ရှိရင်ဖို့တာတုံမောင်မှာတုံမောင်ဖြစ်နေတဲ့ဟာကြီးကိုနီခိုင်တခါလည်းပြောရမယ်နော်နီခိုင်တို့ကလည်းလေအဖေ့ရဲ့တမီးအေးနေပဲအမွေရအားလုံးနီခိုင်တို့လည်းပိုင်ဆိုင်ခွင့်ရှိရယ်အမတ်လေအမတ်လေဟဲ့နိဘဇက်ကိုလေငါစစ်စီးတုတ်ပြီးတော့ရွှေချထားခြင်းနဲ့သိလားဘာဖြစ်တော့တော့ဘာဖြစ်ရမှာလဲအခုရတဲ့အမွေတွေကလေငါတို့ရဲ့အဖေရတဲ့အမွေတွေမဟုတ်ဘူးလေ ဟမ်ဖိုးတာအတွက်ရတဲ့အမွေတွေလေနင်မသိဘူးလားအေးအဲ့ဒါတော့ဟုတ်တယ်ဟာအဖေကအမွေပြက်ခံတာလားအခုရတာဖိုးတာလေးအတွက်ရတာဖိုးတာလေးအတွက်ရတာကိုငါတို့ကအခုခံစားနေရတာလေဟဲဟမ်အဲ့ဒါတော့အဖေကမတရားတာပါနော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သူတို့မွေးတာပဲမဟုတ်ဘူးလားမိန်းကလေးကယောက်ျားယူလိုက်တာနဲ့အမွေကိုဆက်ခံခွင့်မရှိတော့ဘူးဆိုတာတအားလုံးကအိမ့်ပဲမရှိတဲ့အလုပ်ပဲ နီကန်တော့လေတခါတည်းပြောရမယ်နော်ကိုရတဲ့ရလိုက်တဲ့အမွေကိုမရဘူးဆိုလို့ကတော့အဲ့အမွေအတွက်နဲ့လေတရားရုံးတက်ပြီးတော့တရားစွပ်ပြစ်မှာနီကန်နေဘယ်လိုပြောလိုက်တာလဲနင့်စကားငါကြားရတာနဲ့တော်တော်ရှက်နေပြီနင့်မရှက်ဘူးလားနင့်အခုအမွေလုနေတာလीနင့်မောင်ရင်းဖြစ်တဲ့ဖိုးတာလေးရှိရလုနေတာနော်ပြီးတော့ကို့မောင်လေးကလीကျမ်းမာကြီးကကောင်းတာမဟုတ်ဘူးအေးပါဟိုနီကန်ကလည်းသဘောတရားရပြောတာပါ ကိုရာတင်ရထိုက်တာကိုရမယ်သုံးချင်တာလဲသုံးလို့ရမယ်ဆိုရင်အဲ့မွေရလဲလူနေစရာမလိုပါဘူးရှင်းနေပြောတော့တဲ့စကားထဲမှာပါတယ်လीအသုံးနဲ့အပြုံးကိုခွဲခြားတတ်ဖို့အရေးကြီးတယ်အေးငါတို့တွေသုံးတဲ့အထဲမှာအပြုံးမဖြစ်ဖို့အရေးကြီးတယ်နော်စင်ရဲတော့ကလဲချွေချွေတာတာသုံးခဲ့ပြီးပြီအခုချမ်းလာတဲ့အချိန်မှာတော့သုံးပြစေရောဟဲ့နင်ဘဝမမေ့နဲ့နော်ဟဲ့တင်ပါစိန် ဘဝဆိုတာလေရက်နေလို့ရတာမဟုတ်ဘူးလေတနေ့တစ်တနေ့တိုးတက်အောင်စူးစမ်းရတာအဲ့ဒီစူးစမ်းဖို့အတွက်အရင်နည်းဆိုတာအများကြီးလို့တယ်ဟင်ဒါမဲ့သူတို့သူတို့တွေအရွယ်တစ်ခုရောက်နေပြီလေတနေ့ကြာရင်လင်းယူသားမွေးတွေလောက်ကြတော့မှအဲ့ဒီကြလို့ရှိရင်လေနင်အရင်နည်းတွေထုတ်ပေးရမယ်လေအဲ့ဒီအရင်နည်းကိုဘယ်လိုထုတ်ပေးမလဲဘယ်လိုလုပ်မလဲဘယ်လိုစီစဉ်မလဲဆိုတော့နင်ခေါင်းထဲမှာလေတခါတည်းစဉ်းစားထားကြာလာဒီမှာစိတ် เอามาเลียกสัองตอนะตัวรบุนละแค่เดมันนี่ไปโซทาอะไรด่า้วมาเดียวเนี่ยมามาเลยนั่นเลาอาเชียวเพียเชียวดีจ้าเลยมาฮะนาเรียนนะครับที่เราปามาเลยก็มาเลียกไปโซทาไร ားမှာပေါ့ဟုတ်အဲဟိုကဟိုဟိုဟာလေတခုခုလိုချင်လို့ရှိရင်ကျုပ်ကိုပြောလေ ဒီအိမ်မှာဘယ်နေရာပါရှိရဲ့အစကျွေးအတီဆုံးမယ် တ်တယ်ကြာဘူးလူဟဲ့ဘာလဲဘယ်လိုလဲမတ်တက်ကြာကြာအော်မှန်းကြလဲနင်ပြောပြီးနင်မေ့နေတယ်နင်မငါ့ကိုရေကန်နားမှာပြောရလေငါမတ်တက်ကြကြလေးဝယ်လိုက်လို့ရှင်မင်းသားလေးလို့ခြောမှာစို့အော်ဆမတ်တက်ကြလို့ပြောတာပါမောင်လေးရဲ့ပေးရမှာမတ်တက်ကြလေမင်းစီကိုငါလာတာစားကျင်တောက်ချင်လို့လာတာမဟုတ်ဘူးဘာဝယ်စားနိုင်လဲနော်အခုငါလာတာမင်းတို့တွေအစဉ်ပြေနေကြပြီဆိုလို့အမျိုးတွေကြီးနူးကျင်လို့လာ မမကြီးကလည်းအဲ့လိုလုံးလို့ရမလားမင်းမြတ်တိုင်းပြီမှာမဟုတ်တာအခုတောင်မှလေဆွေရိတ်မျိုးရိတ်မကင်းလို့ပေးလိုက်တာနောက်တစ်ခါဆိုလို့ရတော့လေနေရဲကိုတိုရဲလက်အပ်ငုံမနေနဲ့ကြုံပါမယ်ဒီလိုပဲတန်ကြတဲ့အနေအမြင့်တလဲစီနေရောက်ဆုံးတဲ့လူတွေတဲ့သိမြင်မဲ့ချနာမဲ့လော gentleman.